တင်ဆက်ပေးမယ့်သတင်းကတော့ပြည်ဝင်စားအုပ်စီညွန်စီနှုန်းစတိုက်ကြဆင်လာတဲ့သတင်းပဲဖြစ်ပါတယ်။စားအုပ်စီရှိကလကိုင်းညွန်စီဟာစတိုက်ကြဆင်လာရလို့စားသုံးစီတည်တင်းတို့လာဖြန့်ပြခြင်းလုပ်ငန်းကြီးကြပ်ရေးကုမ္ပဏီကထုတ်ပြန်ထားတဲ့စီနှုန်းတွေအားသိရပါတယ်။ပြည်ရင်းမှာလိုအပ်တဲ့စားအုပ်စီကိုပြပအဝယ်သွင်းရပြီးဈေးနှုန်းတကျဟာလည်းစားအုပ်စီတင်ပေါ်ရနိုင်ငံများရဲ့ဈေးနှုန်းတကျပေါ်မူတည်ပါတယ်။လက်ရှိမှာစားအုပ်စီတင်ပေါ်ရနိုင်ငံများရဲ့ဈေးနှုန်းဟာကျဆင်းလာတဲ့အတွက်ပြည်ရင်းမှာရှိတဲ့စားအုပ်စီဈေးနှုန်းကလည်းစတိုက်ကျဆင်းလာဖြစ်ပါတယ်။ ပြီးပါကနေစားစီထုတ်လုပ်တင်ပို့ရနိုင်ငံများမှာဈေးကွက်နဲ့ဈေးနှုန်းပြပေါ်မှုတွေကမေ16ရက်နေ့ကနေ25ရက်နေ့ထိရေကောင်တိုင်းစဉ်အရှိကလကိုင်းညဈေးနှုန်းမှာစားစီတပိတာကိုငွေကျပ်6525ကျပ်ဖြစ်တယ်လို့စားသုံးဈေးတင်းတူလာဖိမှုခြင်းလုပ်ငန်းကြီးကြပ်ရေးကုမ္ပဏီကအတိပေးကြေညာထားပါတယ်။ပြည်ရင်းဈေးကွက်တွေမှာအစိုးရထုတ်ပြန်ကြေညာထားတဲ့ဈေးနှုန်းထက်ဈေးနှုန်းမြင့်တင်ရောက်ချခြင်းဈေးကစားဖို့အတွက်ယူရကြတဲ့တူလောင်ချင်းပါဝင်မတမိုင်းလုဆောင်မှုတွေပြုလုပ်ပါက အရေးကြီးကောင်စီနဲ့ဝန်ဆောင်မှုတွေရအေးအေးဆေးဆေးသွားမှဖြစ်တယ်လို့သိရပါတယ်ဒီသတင်းကိုတော့မြတ်တူကပေးပို့လာပါ thank you